်မင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနောက်တဲ့ကွန်တစ်ခုနေနဲ့အာပြောပြမှာဖြစ်ပါတယ်ဆိုတော့2017ခုနှစ်က2017ခုနှစ်ကစာချိနေခဲ့တယ်ဗောဗျာဒီမှာခွန်၄6ရှိတယ်9တရှိရှိတယ်၄သုံးသုံးရှိတယ်ဆိုတော့အဲ့ဒီတည်းကမှာခါဆောင်တုံလုံးပေါင်းခြင်းပေါ့ဗျာ ခါ946ခါ4 8 6 9 9ဘောင်းချင်းဘောင်းချင်း8ဘောင်းချင်း8ကတူရဲ့ဆောင်းမှာနောင်နှလုံးပေါင်းချင်းနဲ့ညီတယ်ပေါ့ဗျာဆိုတော့နောင်နှလုံးပေါင်းချင်းက8ဒီမှာဆောင်းတို့လုံးပေါင်းချင်းရဲ့8โอเคနောက်တစ်ခုကတူရဲ့နောက်တစ်ပင်ကြာမှာပဲ2014ခုနှစ်မှာဒီမှာ၄ဒုညာ6 466ခွန်တုံးခွန်မှာ ခါဆောင်လုံးလုံးပေါင်းခြင်းဟာဒီနောက်ပိတ်နဲ့ညီရမယ်။နောက်ပိတ်က9နောက်လုံးပေါင်းခြင်းက9ဆိုတော့ခါဆောင်လုံးမင်းကြီးဟာဒုံညာရဲ့6ရဲ့3ရဲ့ပေါင်းခြင်းဆိုတော့ဒီမှာ9အာဒီမှာ9ဆိုတော့ OK နောက်တတိယကန်နေနဲ့နောက်တနေ့ရှာမှာပဲ2019ခုနှစ်ဆောင်းသုံးလုံးပေါင်းခြင်းခါဆောင်လုံးလုံးပေါင်းခြင်းဆိုရင်ကြောင့်ဒီ၄နေက၄နေရဲ့6နေ3ရဲ့4 6 5ရဲ့ဆိုတော့၄နေ6 ပေါင်းခြင်းနှစ်ပေါင်းခြင်းဆောင်ခါဆောင်တောင်းလုံးပေါင်းခြင်းကနှစ်ဆိုတော့ဒီမှာနောင်လုံးပေါင်းခြင်းဒုံညာနှစ်ဒုံညာနှစ်ဆိုတော့နှစ်နှစ်โอเคနောက်တောင်းလင်းတင်းချာမှာပဲ711ခွန်ကခွန်3ခွန်ဒုံညာ3ဆိုပြီးတော့ဒီရှိတဲ့နေရာမှာခါဆောင်တောင်းလုံးပေါင်းခြင်းဆိုခြင်းကြောင့်ဒီခွန်ဒုံညာဆိုရင်တော့ပေါင်းခြင်း8 ပေါင်းခြင်းရှိတူအောက်ကဆောင်းကနောက်လုံးပေါင်းခြင်းက၈နောက်လုံးပေါင်းခြင်း၈ဆိုတော့ဒါညီတော့ဗျာဒီခုထွက်မဲ့ဂျင်းတို့ဖာမဖြစ်ပါတယ်သူရဲ့အောက်ကဆောင်းနောက်တစ်နှစ်မှာပဲ2023ခုနှစ်မှာ၄ဒီလေး6ရဲ့ဒုံညာလေးလေးရဲ့အခုထွက်မဲ့ဂျင်းရဲ့ဆိုတော့ခါဆောင်းလုံးလုံးပေါင်းခြင်းဆိုရင်ကြောင့်ခါက၄မလက်ခါက၄ပေါင်းခြင်းရဲ့၈ ပေါင်းချင်းရှိမှာဒီအောက်ကနောင်နှလုံးပေါင်းချင်းနဲ့ညီရမှာဖြစ်တဲ့အတွက်ကြောင့်နောင်နှလုံးပေါင်းချင်းကခွန်ဒီရရှိဆိုတော့ခွန်ဖြစ်ဖို့အတွက်ခါမှာကိုးထည့်လိုက်မယ်ဆိုရင်ခါသောနှလုံးဖြစ်ခြင်းကြောင့်ခါမှာကိုးထည့်လိုက်မယ်ဆိုရင်ခါမှာခါမှာကိုးထည့်လိုက်ရင်ဒါခွန်ရရပေါ့ဗျာဒါသောနှလုံးသောနှလုံးပေါင်းချင်းကဒီနောင်နှလုံးပေါင်းချင်းနဲ့ညီရမှာဖြစ်တဲ့အတွက် အာလေးလေးကိုဆိုတော့ခွန်နောင်လုံးပေါင်းညံခွန်ဆိုတော့ဒါခါဒါကိုပေါ့ဗျာခါကိုပြီဆိုတော့ခါကိုရပြီဆိုတော့နောက်ထိတ်စီလေးကတော့ထိတ်ကြီးရတဲ့ဒီအတိုင်းလေးပါပဲဆိုက်ကပုံစံတိုင်းလေးပါပဲဒီထိတ်ဒီ2008ခုနှစ်ကစပြီးခြေတည်ခဲ့တာပေါ့ဗျာ2008ခုနှစ်ကစခြေတည်တယ်မှာ85ရယ်456ရယ်1396ရယ်ဒါကတော့စီနီယာလိုက်တော့မယ်ဗျာ ပေါင်းချင်းစီမြင်လိုက်တော့တဲ့ဒီလူဖြစ်ပုံလေးကဒူတီထိတ်စီတုံးလုံးပေါင်းချင်းကတိတ်စီတုံးလုံးပေါင်းချင်းကဒီမှာ၈၄၂နှစ်ဆိုရင်ညောင်းဒီမှာ၄မတူရဲ့နောက်နှစ်ပင်ချာမှာနောက်နှစ်ပင်ချာမှာတင်းနေဆောင်လူဆောင်ပါပဲမာ2013ခုနှစ်က996ရှိမယ်ဒုံ98ရှိမယ်ဒုံ6ဒုံရှိမယ်အဲ့ဒီထဲမှာထိတ်စီတုံးလုံးပေါင်းချင်းကဆောင်းတုံးလုံးပေါင်းချင်းက93 သုံးဆိုရင်ရောပေါင်းခြင်းဟာ၅ရရှိမှာတော့၈၄နှစ်ဆိုရင်ရောပေါင်းခြင်းဟာ၄ဒီမှာ၅ဒါစီညာလိုက်ပေါ့ဗျာနောက်သူ့ရဲ့နှစ်ပင်ချာမှာပဲဂျေဒူပါပဲဂျေဒူပါပဲပြတဲ့ဂျင်းက2018ခုနှစ်မှာပဲ9 90ရဲ့388ရဲ့69တုံးရဲ့ဆိုပြီးတယ်ထိတ်စီတုံးလုံးပေါင်းခြင်းက9 38ဆိုခြင်းကြောင့်ပေါင်းခြင်းရ6ပေါင်းခြင်း6ဆိုတော့456 ဒီအခုထွက်မဲ့ဂျိန်တော့ဒီနှစ်ပင်ချာမှာပဲဗျာနှစ်ပင်ချာမှာလူနှစ်ပင်ချာမှာပဲဒီထွက်မဲ့ဂျိန်တော့2023ခုနှစ်ကနေပြီးတော့4 4 6ရှိတယ်တုံညာလေးလေးရှိတယ်ဆိုတော့ထိတ်စီတုံးလုံးပေါင်းခြင်းကဒါ4 5ဆိုတော့ဒါ6ဆိုတော့ဒါခွန်ဖြစ်မှာပေါ့ဗျာပြီးတော့4တုံညာဆိုတော့ပေါင်းခြင်းခွန်ဖြစ်ဖို့အတွက်4ကိုဒုံးမယ်ပေါင်းလိုက်မယ်အဲ့တော့ထိတ်စီက ချိန်စီးက3ဗျာအာ3ကိုတွဲရိုက်ပေါ့ဗျာ3ကိုတွဲရပြီထိတ်စီးကထိတ်စီးက3ခါက5အာ၃ခုတွဲရပြီဆိုတော့ကျွန်တော် break line လေးလေးရှိပါတယ် break line လေးကတော့ကျွန်တော်ခြံတယောက်ပြထားတာမြင်ဘူးလို့ပြောပြပြမှာဖြစ်ပါတယ်ဒါတော့ ိုင်လည်းယူသုံးကြပါဗျာမကြိုင်တော့မသုံးနဲ့ပေါ့ဒီ2018စကူပေါ့2018စကူနှစ်ခုခြေတည်ခဲ့တာနဲ့သာပါမယ်လူကလည်းဘလူလာလဲဆိုတော့ဒီအချိန်20ချိန်ရအချိန်ဖတ်မှဆိုတော့ဒီမှာ20ချိန်ရအချိန်ဖတ်မှဆိုတော့ဒီမှာမှာနှစ်နှစ်တော့စာပြီးဖတ်နေရဒါကတော့၄ကတ်မြောက်ပေါ့ဗျာ ဒီတုံးရှိရှိရဲ့သူ့ရဲ့အောက်ကတပင်ချာ964ရဲ့ဒီက964ခွာပေါင်းနဲ့964ကခွာပေါင်းရဲ့ဒီကထိတ်စီးနဲ့ပေါင်းခြင်းဟာပေါင်းခြင်းကိုဗရိတ်ယူထားတဲ့ပုံစံလေးဗျဒီကတုံးထိတ်ခွာပေါင်းက96ဆိုတော့94ဆိုတော့ sorry 94ဆိုတော့993ဆိုတော့2ပေါင်းခြင်းက2 2ကို2ကိုပါဝါယူလိုက်တော့ခွန်ပေါ့ဗျာ နှစ်နှစ်ကိုပါဝါယူတော့ခွန်အဲ့တော့နှစ်ပရိနဲ့ခွန်ပရိပေါ့ဗျာသူနှစ်ပရိခွန်ပရိကဒီ20တကြိမ်မှာချပေးတယ်ဗျာ20တကြိမ်မှာဒီမှာနှစ်နှစ်တုံးဆိုရင် ရောက်ဒီမှာခွန်ပရိနှစ်ပရိနဲ့ခွန်ပရိတဲ့မှာဒီမှာခွန်ပရိချပေးခဲ့တယ်ဒူဒါနောက်ပုံစံတစ်မျိုးလေးလည်းရှိပါသေးတယ်။ဒူရဲ့ရှေ့တစ်နှစ်ကထိတ်စီးရဲ့ခါ ုရှိရထည့်ရှိကနေကမှာပဲ966ရဲ့643ရဲ့915ရဲ့ထဲမှာထိတ်စီးထိတ်စီးရဲ့ခါရဲ့ခါရဲ့ပေါင်းခြင်းဟာပြောလေဒါပါဝါယူပြည့်ယူတဲ့ပုံစံလေးပါဗျာခွန်4ဆိုတော့စတေစတေကိုဒီပေါင်းတော့စနစ်နှစ်ခွန်နှစ်ကိုပါဝါယူတော့ခွန်နှစ်ခွန်ပါဝါယူတော့နှစ်ခွန်ပါဝါပြည့်ယူတော့ဒီမှာနှစ်နှစ်တုံးဆိုပြီးတော့ဒီမှာခွန်ပြည့်ဒါရတော့ခဲ့တယ် နောက်တစ်ချိန်ခွန်6တက်မှာတော့လေဒီလိုပါပဲသူ့ရဲ့ထက်ကတပင်းကြာမှာခွာပေါင်းက9ဒီမှာ3နှစ်ဆိုတော့ခွာပေါင်းက9ဒိတ်စီက9 5လေးဆိုတော့ sorry 5ကိုဆိုတော့ဒီမှာ၄ break ၄ break ကို၄ကိုပါဝါယူတော့ကိုအာ၄ break နဲ့၉ break โอเคဒီမှာခွန်6တက်ဆိုတော့၄ break ဒီမှာခြာပေးခဲ့တယ်ဒါတူတူပါပဲရှေ့ ဒီဝက်နေကရှိရနေမှာပဲပုံစံမျိုးပဲတုံညာကို5ဆိုတော့ဒီမှာလဲပေါင်းချင်းရ4 4ကိုပါဝါယူရောကိုမှာလီဗရိတ်ချပေးခဲ့တယ်။ပြီးရနောက်တစ်ပင်ကြာမှာပဲ90ဆိုပြီးတော့ဒီမှာဒါချက်ချပေးတယ်ထက်ချပေးတယ်ဒီပုံစံမှာပဲခွာပေါင်းကခွာပေါင်းကတုံညာဒီမှာထိစီရ8ဆိုတော့8ရှိရှိကိုပါဝါယူတော့3ပေါ့3 3 break နဲ့10 break 3 break နဲ့10 break ချပေးရမယ်ဆိုတော့ဒီမှာ ုံညာကိုကိုဒုံညာဆိုတော့ဒီမှာရှစ်ပရိတ်ကချပေးခဲ့ပြီရှစ်ပရိတ်ကချပေးခဲ့ပြီဆိုတော့ဒီကဒူဒူပါပဲဒီမှာရှေးနှစ်ကလည်းခွန်ရဲ6ရဲ့ဒုံညာရဲ့ခွန်6ဆိုတော့ဒုံဒုံပါသွားပြီးတော့7ပရိတ်နဲ့7ပရိတ်ဆိုတော့ဒီမှာကိုကိုတည်းချပေးခဲ့တယ်လားပရိတ်ကနှစ်ကပ်ပုံစံလေးပါဗျာဒါနှစ်ကပ်ဒီဇိုင်းလေးလည်းကောင်းပါနဲ့ကျွန်တော်တို့ကြိုက်တယ်ဗျာအာဒါတော့ကအောင်ခဲ့ပြီးပြီနောက်ဒီဒီချိန်တွက် ဒီအကျိန်အတွက်ကဒီမှာခွာပေါင်းက66ဆိုတော့နှစ်ထိတ်စည်းနေပေါင်းခြင်းဆိုတော့8 8ပြိတ်ပေါ့8ပြိတ်ကို8ကိုပါဝါယူတော့3ပေါ့8ကိုပါဝါယူတော့8ကိုပါဝါယူတော့3 8ပြိတ်နဲ့3ပြိတ်ပေါ့ဗျာ8ပြိတ်နဲ့3ပြိတ်က8နှစ်ကလည်းဒီလိုပါပဲထိတ်စည်းရဲ့ခါရဲ့ခါရဲ့ပေါင်းခြင်းက6တုံးလုံးဆိုတော့ ော့၆တုံးလီဆိုတော့၁၈၁၈ဆိုတော့၈ပရေပေါ့၈ပရေရဲ့၈ကိုပါဝင်ရတော့တုံးဆိုတော့၈ပရေနဲ့တုံးပရေပေါ့ဒါနှစ်ကက်နှစ်ကက်ကိုမှအာပရေချပြတဲ့ပုံစံဒါတော်တော်လေးခိုင်ခိုင်လုံလုံလေးလို့ကျွန်တော်ညင်မိပါတယ်ဗျာဒီတုံးပရေနဲ့၈ပရေကိုတော်တော်လေးကြက်မိပါတယ်အာကျွန်တော်ကိုကြီးတို့နဲ့ဒီတုံးပရေနဲ့၈ပရေဆိုင်လေးတွေပုံစံလေးရှိတယ်ဆိုရင်လည်းကျွန်တော်ချက်ပေါက်မှာလာပြပေးကြပါအောင်ဗျာကျွန်တော်လည်း လေးလာနေတယ်ဆိုတော့အမ်ကျွန်တော်ကူညီပေးကြပါအောင်ကျေးဇူးတင်ပါတယ်ဒီတစ်ပတ်က10 break နဲ့10 break တော်တော်လေးကြိုက်တယ်ဗျကြိုက်တယ်တကယ်မှာကျွန်တော်တို့ခုနကတော့အတုံးထိတ်ရေကိုခါရေရပြီတုံးထိတ်ကိုခါတုံးထိတ်ကိုခါနဲ့တုံးထိတ်ကိုခါအောင်မှာ10 break နဲ့10 break ပါမှာဆိုတော့ ရှစ်ပရိနဲ့ဒုံပရိဆိုတော့ဒီမှာဒုံကိုတစ်ဆိုရင်ဒီမှာဒုံပရိရပြီဒုံကိုဆော်ရီဒုံကို6ဆိုရင်ဒီမှာရှစ်ပရိရပြီဒုံကို6ဆိုရင်ရှစ်ပရိဒုံကိုတစ်ဆိုရင်ဒီမှာဒုံပရိဒုံပရိရှစ်ပရိဒါတဲနှစ်ကွက်ရတယ်ဗောဗျာဒါတော့ကျွန်တော် break line လေးနဲ့ညီလို့ပြပေးပြပေးခြင်းဖြစ်ပါတယ် ကျွန်တော်ကိုလည်းဒါကြည့်နေတူတွေမှာလည်းကျွန်တော်တည်းတည်တူတွေအများကြီးပါပါတယ်ကျွန်တော်ဒါချက်ပေါက်မှာလာပြိုးပေးလို့ရပါတယ်ကျွန်တော်မာရဟာဆိုလည်းမာရဟာကိုဒါအကူလိုကြိုက်တာကိုလည်းကျွန်တော်ဒီမှာလာပြီးပြပေးလို့ရပါတယ်ကျွန်တော်ကျွန်တော်လေ့လာနေတုန်းဆိုတော့ကျွန်တော်လည်းသိကျင်နေသိကျင်လို့ပါဆိုတော့ဒီတစ်ပတ်တော့ကတော့3-9တည့်ရဲ့3-9 6ရဲဆိုပြီးတော့ဒါနှစ်ကွက်ပေါ်ရာဒါ break ပေါ့ break ဒါလည်း break ပဲ၃ break နဲ့၈ break ၃ကို၁နဲ့အာ၃ကို၆ဆိုပြီးတော့နှစ်ကွက်ရတယ်ဒါမေးဆွေတွေနဲ့ကြိုက်ရင်လည်းသုံးကြပါဒီ break line ကတော့အာဆရာဆရာတယောက်ထပ်ပြပြပြဘူးဒါကျွန်တော်မြင်လို့ပြန်ပြခြင်းဖြစ်ပါတယ်ဒီကျွန်တော်လုံးပိုင်းနဲ့ညှိလိုက်တော့အဲ့ဒီကွက်လေးထွက်လာလို့မကြောက် အဆင်ပြေတော့သုံးကြပါဗျာအာဟုတ်ကဲ့ကျေးဇူးပါဗျာကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါအောင်ကံကောင်းကြပါသေးပေါ့ဒီဖြစ်ကြပါသေးဗျာ